မင်္ဂလာပါရှင်။2025ခုနှစ်ဧပြီလ26ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။မင်းအောင်လိုင်ကသူတဲတဲ့မာရဝိဇ္ဇဖျားငလင်တာခံနိုင်လို့အစည်းအဝေးတိုင်းမှာဂုံယူဝင်ကြွားနေပါတယ်။မာရဝိဇ္ဇဖျားကိုပုံမှန်သွားပေမဲ့တန်းရွှေတဲခဲ့တဲ့ဥပ္ပန္နတန်နိဇေဒီရဲ့ငလင်အပြည့်စီတွေကိုတလနေပါကြမှာသွားကြည့်ခဲ့ပါရဲ့ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ ကွန်ဂျိုအခန်းတစ်ခုမှာ KNUC ပို့မဲ့လက်နက်တွေထပ်မံဖမ်းမိတယ်လို့ဆိုပါရယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာကြစ်ခတ်တဲ့လက်နက်ကြီးကြောင့်မြစ်ကြီးနာမြို့စစ်ကောင်စီဝန်ထမ်းအိမ်ရာအတွင်ကြားရောက်ပောက်ကွဲကလူတအူးတေဆုံးခဲ့ပါရယ်။ဝလတ်မြို့ပေါ်မှာစစ်တပ်တပ်ဆွဲထားတဲ့ရဲစခန်း၊ထွေအုပ်ရုံး၊ကင်းစခန်းနဲ့မိသားယုံတွေကို drone တွေနဲ့တပြိုင်နက်တည်းဘုံကျဲတိုက်ခိုက်တယ်လို့သိရပါရယ်။ကောက်တောင်းမှာစစ်မှုထံတင်နှင်းစစ်ကောင်စီတပ်သား၃ဦးအလင်းဝင်လာပါရဲ့ရှင် ီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူတဲတဲ့မာရာဝိစီယဖျားငလင်တန်းခံနိုင်လို့အစည်းအဝေးတိုင်းမှာဂုံယူဝင့်ကြွားစွာ ပြောဆိုနေတယ်လို့နေပြည်တော်စစ်ပတ်တရင်မြစ်ကပြောဆိုပါရယ်။မတ်လ28ရက်နေ့ငလင်ကြီးလောက်ခတ်ပြီးတဲ့နောက်ဧပြီလ1ရက်နေ့မှာအကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူတဲထားတဲ့မာရာဝိစီယဖျားကိုတွားရောက်ခဲ့ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပါရယ်။ လင်တန်ကြောင့် မာရဝိဇယဖျားနဲ့ရင်ပြင်တော်မှာအပြည့်အစီအနှဲငယ်သာရှိတဲ့အပြင်အင်ဂျင်နီယာတွက်ချက်မှုတွေအရလည်းဖျားနဲ့ရင်ပြင်တော်တစ်ခုလုံးမူလအတိုင်းအကောင်းပကတိရှိနေတယ်လို့ရလက်ထွက်ရှိခဲ့တယ်လို့သိရပါတယ်။မလင်တန်ကြောင့်ပြက်စီနေပါလို့လည်းမာရဝိဇယဖျားနဲ့ပတ်သက်လို့မင်းအောင်လိုင်းကစစ်ကောင်စီအစည်းအဝေးတွေနဲ့မလင်တန်ပြန်လည်ထူထောင်ရေးအစည်းအဝေးတိုင်းမှာသူတည်ခဲ့တဲ့ဖျားကမလင်တန်ခံနိုင်တယ်လို့ဂုံယူဖွင့်ကြွားစွာပြောဆိုနေပါတယ်။ဒီဖျားကြီးက ငလင်ပြင်းအားကြော်ရင်တော့မှခန္ဓာရည်ရှိအောင်တူတဲခဲ့တယ်။ဆိုင်ကလုံးမုံတိုင်းဂျန်ခန္ဓာအောင်လဲတူတဲထားတယ်ပေါ့။ဒီလိုမျိုးတနိုင်ကလုံးမှာဖျားစီရီတွေကိုတဘာဝဘေးအန္တရာယ်ခံနိုင်အောင်တဲထားရမယ်ဆိုတာမာရဝိဇ္ဇဖျားကိုဥပမာပေးပြီးတချောက်ကဂုံယူဝင့်ကြွားစွာနဲ့ဝင့်ဝင့်ကြွားကြွားပြောပါတယ်။အခုနောက်ဆောင်မဲ့အဆောက်အုံတွေနဲ့ယုံထနာတွေဆိုရင်လဲအ ਨੇ စုံငလင်ပြင်းအားရှစ်အဆင့်ကိုခံနိုင်အောင်တိဆောက်ရမယ်ဆိုတာမျိုး ညွန်ကြားနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ်။ဧပြီလ24ရက်နေ့မှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာနာရှင်အောင်တန်းရွှေတဲထားခဲ့တဲ့ဥပ္ပန္နတန်တိဇေဒီကိုတွားရောက်ပြီးငလင်တန်ကြောင့်ရင်းပြင်းတော်အပြတ်အစီနဲ့ပြိုကျားခဲ့တဲ့တာသနီကအဆောက်အုံတွေကိုပြင်ဆင်ဖို့တွားရောက်စစ်ဆေးညွန်ကြားခဲ့ပါတယ်။မင်းအောင်လှိုင်အနေနဲ့သူတဲခဲ့တဲ့မာရာဝီဇီယာဖျားကိုတော့ငလင်လုတ်ပြီး၄ရက်အကြာမှာတွားရောက်စစ်ဆေးခဲ့ပြီးတန်းရွှေတဲခဲ့တဲ့ဥပ္ပန္နတန်တိဇေဒီကိုအပြတ်အစီ များပြားတာတော့တလနီပါကြာမြင့်ချိန်မှာတွားရောက်စစ်ဆေးခဲ့ပါတယ်။တချို့မှာ မာရဝိဇယကိုတူတဲတဲ့ဖျားဆိုတာမျိုးရှိပုံရပါတယ်။ညဘက်ဆိုရင်ဖျားပိတ်ချိန်တော့ရင်တန်းနဲ့လာပြီးဖျားကြီးကိုတစိမ့်စိမ့်လာကြည့်နေတာမျိုးရှိတယ်လို့နေပြည်တော်စစ်ပတ်တရင်မြကပြောပါတယ်။မင်းအောင်လိုက်အနေနဲ့ငလင်တန်ကြောင့်နေပြည်တော်အပြက်စီညာခဲ့တာဟာတချိန်ကတိဆောက်ခဲ့သူတွေရဲ့ပေါ်ရုံမှုနဲ့အရေးသွင်းမမီလှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့ တော်ဝဲအပြစ်တင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့လက်စီခရိုင်ထုံးဆောင်ဟုံးမြို့နယ်မှာရှိတဲ့ကွန်ဒိုမီနီယံအခန်းတစ်ခုမှာကင်ယံမျိုးသားအစီအုံ KNU တန်ပို့မယ်။လက်နက်ခဲယံတွေကိုဧပြီလ25ရက်နေ့မှာထိုင်းရဲ့တပ်ဖွဲ့ကအထက်မှန်ဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းသတင်းမှာဖော်ပြထားပါတယ်။ထုံးဆောင်ဟုံးမြို့နယ်စွိုင်းချင်းဝတနာစနစ်လမ်းသွဲနှိရှိ ကွန်ဒိုမီနီယံအခန်းတစ်ခုမှာစစ်လက်နက်များတိုးဝှက်ထားတဲ့ဆိုတဲ့သတင်းအရထုံးစုံဟုံးရဲ့ရဲစခန်းကဝင်ရောက်စီးနှင်းရှောက်ဖွေခဲ့ရမှာလက်နက်နဲ့ကြီကတ်တွေကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီကွန်ဒိုမီနီယံအခန်းမှာနေထိုင်သူဟာဧပြီလ12ရက်နေ့ကစတင်ကအခန်းကထွက်ခွာသွားပြီးယခုအချိန်ထိပြန်မလာသေးကြောင်းကွန်ဒိုအဆောက်အုံရဲ့တာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းမှာဖော်ပြထားပါတယ်။ဧပြီလ23ရက်နေ့နေ့လယ်ပိုင်းကလည်း KNU ကိုပို့မဲ့လက်နက်တွေကိုထိုင်းနိုင်ငံချင်းမိုင်မြို့တူမြောင်လမ်းပေါ်မှာထိုင်းနိုင်ငံသား2ဦးနဲ့အတူဖမ်းဆီးရမိကြောင်းထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ယခုထပ်မံဖမ်းမိတဲ့လက်နက်တွေကလည်းအဲ့ဒီဖြစ်ရရဲ့ဝင်ဆက်ဖြစ်မယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးကချင်ပြည်နယ်ညစ်ကြီးနားမြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခမဝိုင်းမော်မြို့ဘက်ကိုဂျမန်နေဧပြီလ25ရက်နေ့ညပိုင်းကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေအနက် နှလုံးမှာမြစ်ကြီးနာမြို့မှာရှိတဲ့စစ်ကောင်စီရဲ့မလီခဝန်ထမ်းအင်ယာအတွင်းကိုကြာရောက်ပောက်ွယ်ပြီးအမျိုးသားတအုပ်တေဆုံးခဲ့ရပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ဥဆောင်တဲ့ပူပေါင်းတပ်တွေကဗမော်မြို့သိမ်းတိုက်ပွဲကိုထိုးစစ်ဆင်တိုက်ခိုက်နေစဉ်မှာစစ်ကောင်စီကမပါခခနဲ့ဝိုင်းမော်မြို့ဘက်ကိုလက်နက်ကြီးတွေစက်တိုက်ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။မြစ်ကြီးနားနဲ့ဝိုင်းမော်ကနီနီလေးလေးမနေ့ကစက်တိုက်ပစ်တာညာ7နှစ်ထိမရက်ဘူးလို့မျိုးကန်တအုပ်ကလည်းပြောပါတယ်။ တီတာရက်ကွက်မှာရှိတဲ့မလိခဝင်ထမ်းအိမ်ယာအတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကည7:00နာရီခွဲခန့်ကဖြစ်ပွားခဲ့တာပါလက်နက်ကြီးစမှန်ပြီးလူသေဆုံးကြောင်းတည်င်းထွက်လာပြီးတဲ့နောက်မှာစစ်ကောင်စီလက်အောက်ခံကချင်းပြည်နယ်ဝင်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့ကအဲ့ဒီနေရာကိုညရင်ချင်းလာရောက်ကြီးရှုခဲ့တယ်လို့လဲဆိုပါတယ်သူတို့ပြစ်တာသူတို့တီးလို့လာကြည့်တာဝန်ထမ်းတွေကိုကြ KIA ကပြစ်တာလို့ပြောသွားတယ်လို့အဲ့ဒီအိမ်ယာမှာနေထိုင်တဲ့သူတို့ကပြောပါတယ် မလိခဝန်တန်းအင်ယာကစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေနေထိုင်တဲ့အင်ယာလည်းဖြစ်ပါတယ်။မြစ်ကြီးနာမြို့နယ်ဝိုင်းမော်မြို့ကအေယာဝရီမြစ်ချလင်းလေးမိုင်ခန္ဓာဝေပြီး KIA နဲ့ PDF တွေထိန်းချုပ်ထားတဲ့လက်မြန်ကျေးရွာကိုစစ်ကောင်စီကလက်နက်ကြီးအပြင်လေကြောင်းကပါပစ်ခတ်နေခြင်းလည်းဖြစ်ပါတယ်။ဝိုင်းမော်မြို့နယ်အတွင်းလက်မြန်ကျေးရွာအပါအဝင်ရွာတွေကိုပြီးခဲ့တဲ့မတ်လကစပြီးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲပြီးလက်လက်ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကဝိုင်းမော်မြို့ခါလိုက်ရ 58တရင်ကလည်းလက်နက်ကြီးတွေပြစ်ခတ်ခဲ့တယ်လို့လည်းသတင်းရရှိပါရရှင်။ယနေ့ဧပြီလ26ရက်နေ့နက်နက်မှာလက်နက်ကြီးပြစ်ခတ်မှုတွေမရှိသေးဘူးလို့တရားခဏ်တွေကပြောပါရယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပုံပေါ်မြို့မှာရှိတဲ့စစ်ကောင်စီလက်ကျန်စခန်းတွေအားလုံးကိုဂျမန်နဲ့နက်နက်အစောပိုင်းမှာတပြိုင်နက်တည်းထိုးစစ်ဆင်နေပြီးမြို့သိမ်းတိုက်ပွဲကိုလက်ဆတ်တက်နေတယ်လို့ကချင်စစ်ရေးသတင်းမြစ်ကပြောပါရယ်။ဒါပြင်စစ်ကောင်စီကမြစ်ကြီးနာမိုးကောင် ဖားကန်လန်အင်းတော်ကြီးကာမိုင်ဖားကန်လန်ပိုင်းတို့ကနေတဆင်ဖားကန်ကိုအင်အားဖြစ်ရန်စ조사နေရအဲ့ဒီလန်ပိုင်းနှစ်ခုစလုံးကိုတိုက်ပွဲတွေပြင်းထန်နေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဝက်လက်မြို့ပေါ်မှာရှိတဲ့စစ်ကောက်စီတပ်အထိုင်ချတပ်ဆွဲထားတဲ့ရဲစခန်းအထွေထွေအုပ်ချုပ်ရေးယုံကင်းစခန်းနဲ့မိသက်ယုံတို့ကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution ဝက်လက်ကဒီကနေ့မှထုတ်ပြန်ထားပါတယ် ဧပြီလ25ရက်နေ့မနေ့ကမနက်ပိုင်းမှာဝလက်မြို့ပေါ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား100ခန့်အထိုင်ချတပ်ဆွဲထားတဲ့ရဲစခန်းထွေအုပ်ရုံကင်းစခန်းနဲ့မိသက်ရုံတို့ကိုတော်လိုင်းရဲတပ်ဖွဲ့တွေက drone နဲ့တပြိုင်နက်တည်းပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုပြည်သူ့အစီအကံတော်လိုင်းရဲတပ်ဖွဲ့ဝလက်မြို့နယ်ပါကဖလတ်တော်တိုင်းနယ်ပါကဖ and sign or drone တပ်ဖွဲ့ finish win drone တပ်ဖွဲ့ SN ဘရဇိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ RG drone တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒီကနေ့ညနေခင်းကနောက်ဆုံးသတင်းတပုတ်အနေနဲ့တနင်္သာရီတိုင်းကော့တောင်ခရိုင်မှာစစ်မှုထမ်းတင်နန်းစင်တပ်သား၃ဦးကပြီးခဲ့တဲ့ဧပြီလတတိယအပတ်အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ကော့တောင်ခရိုင်အမတ်တက်တရင်ကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာသူတွေဟာစစ်မှုထမ်းအမတ်စင် ိုသင်တန်းစင်းတွေဖြစ်ပြီး အသက်32နှစ်အရွယ်ကိုရဲဝင်းအောင်အသက်24နှစ်အရွယ်ကိုတူရဆိုးနဲ့မန္တလေးဒေသခံအသက်28နှစ်အရွယ်ကိုစီသူကျော်တို့ဖြစ်ကြောင်းကော့တောင်ခရိုင်အမတ်တက်ရင်ကဧပြီလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကိုရဲဝင်းအောင်နဲ့ကိုတူရဆိုးတို့နှစ်ဦးဟာစစ်မှုထမ်းသင်တန်းအမတ်စင်ကို ရောင်ကုန်တိုင်းဂျိုးဖြူလေးသင်တန်းကနေစစ်သင်တန်း၃လတက်ရောက်ပြီး ပုတ်ပြင်းမြို့နယ်စကခ73ကိုပို့ဆောင်ခံရတာဖြစ်ပါတယ်။ကိုရဲဝင်းအောင်နဲ့ကိုသူရဆိုးတို့ကဧပြီလ18ရက်နေ့ကသူတို့ထွက်ပြေးလာကြတယ်။ကျွန်တော်တို့ပူပေါင်းစစ်စီရေးဂိတ်ကိုရောက်မှထွက်ပြေးလာကြပြီးဧပြီလ20ရက်နေ့မှာကျွန်တော်တို့စီရောက်လာတယ်ပေါ့။အခုသူတို့နှစ်ယောက်ကိုလုံခြုံတဲ့နေရာမှာထားပေးထားတယ်လို့ကော့တောင်ခရိုင်တက်ရင်တက်ပြန်ကြရေးတာဝန်ခံရဲဘော်တာငယ်ကပြောပါတယ်။ဒါပြင်ကိုစီသူကျော်ဟာ မတရားစစ်မှုထမ်းဆူဆောင်းခံရကစစ်မှုထမ်းတင်တန်းအမတ်စဉ်ကိုဘာထူတင်တန်းကျောင်းမှာစစ်တင်တန်း၃လတက်ရောက်ခဲ့ပြီးရနောက်တနင်္လာညမြို့နယ်ခမရ998တရင်ကိုရောက်ရှိလာကအဲ့ဒီတက်ကနေတစဉ်ပုတ်ပြင်းမြို့နယ်ခလာရ43နှစ်တရင်ကိုပို့ဆောင်ခံရကြောင်းလည်းသိရပါဗျ။ကိုစီတူကျော်ကိုကြတော့စစ်ကောင်စီကလက်နက်တွေဖြုတ်သိမ်းပြီးဘုံကြီးကျောင်းတစ်ကျောင်းမှာစောက်ကြည့်တဲ့အနေအထားထားတာခလာရ43နှစ် တက်ရင်ကိုပို့မဲ့စစ်မှုထမ်းတင်သားတွေကိုဘုံကြီးเจ้าမှာစောက်ကြည့်တဲ့အနေထားနဲ့ထားတယ်။စိတ်ချယုံကြည်ရပြီးဆိုမှတက်ရင်ထဲကိုပို့ကြတာအဲ့ဒီအချိန်မှာထွက်ပြေးလာတာဧပြီလ20ရက်နေ့မှာကျွန်တော်တို့ကိုဆက်သွယ်ပြီးရောက်လာခဲ့တာလို့ကိုတောင်ခရိုင်တက်ရင်တစ်ပြန်ကြားရေးတာဝန်ခံရဲဘော်တာငယ်ကပြောပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတင်နန်းစင်၃ဦးမှာဗုတ်ပြင်းမြို့နယ်စကားက73မှ2ဦးနဲ့ပုတ်ပြင်းမျိုးနဲ့ခလာရ43နှစ်တည်ရင်မှ2ဦးတို့ဖြစ်ကြပြီး လက်ရှိအချိန်ထိသုံးဦးစလုံးကိုလုံခြုံစွာစောင့်ရှောက်ထားကြောင်းအဲ့ဒီတက်ရင်ထံကနေသိရပါဗျ။2025ခုနှစ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကော့တောင်ခရိုင်အမှတ်1တက်ရင်ထံကိုစစ်ကောင်စီတပ်သားအလင်းဝင်ရောက်လာသူ6ဦးအထိရှိပြီဖြစ်ကြောင်းအဲ့ဒီတက်ရင်မှာတာဝန်ရှိသူတို့ကပြောပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။